အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဒီဇင်ဘာလ12ရက်နေ့တောက်ကြနေအတွက်မူလဝေဒခမ်းမန်းချက်တွေကိုပြောပြသွားပါမယ်အစိုးရရာသီဥတုချင်းနေဖြစ်တဲ့လာနီညာရဲ့အရှိန်တရားမှုကြောင့်ဒီနေ့မှာတနင်္သာရီတိုင်းမုန်နဲ့ကရင်လို့မှငွေရသွန်နိုင်တာကိုမူလဝေဒခမ်းမန်းချက်မော်ဒယ်တွေမှာတွေ့ရပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့လာနီညာရာသီဥတုရဲ့အခြေအနေဟာလာမယ့်တစ်လကျော်အထိဆက်လက်တရားမှုရှိနေနိုင်ပြီး2026ခုနှစ်ဇန်နဝါရီလနဲ့မလအတွင်းမှာရာသီဥတုဖောက်ပြန်မှုမရှိတော့တဲ့ဂျာကာလာအခြေအနေကိုကူးပြောင်းနိုင်မှာဖြစ်ပါရဲ့ အမေရိကန်ခြေစိုက်မျိုးသားသမုဒ္ဒရာနယ်လေတုစီမံခန့်ခွဲရေးအဖွဲ့ NOAA ရဲ့ထုတ်ပြန်ချက်မှာတော့နွေဘာလအတွင်းတိုင်တက်ချက်တွေအရပစိဖိတ်သမုဒ္ဒရာအလဲပိုင်းနဲ့အရှေ့ပိုင်းတခြားမှာပြည်ရေမျက်နှာပြင်အပူချိန်တွေဟာပုံမှန်အောက်အနှုတ်သုံးညတသမ5ဒီဂရီဆယ်စီယက်ကြီးကျဆင်းနေရတဲ့လေတုအတွင်းအရှေ့လင်နဲ့အနောက်လေတိုက်ခတ်မှုပုံစံတွေကြောင့်ဒါနီညာဆက်လက်တရှိနေရပဲဖြစ်ပါရဲ့ရှင် ဒီလနေ့ညအချိန်နေဟာ2025-2026ဒီဇင်ဘာလကနေဖေဖော်ဝါရီလအတွင်းဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီနဲ့မလတွင်မှာပုံမှန်အချိန်နေရောက်ရှိဖို့68ရာခိုင်နှုန်းရှိနေပါတယ်။လက်ရှိအချိန်နေမှာမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာနေ့ပူချိန်နေတိတိကျကျပြောင်းလဲလာတာမရှိသေးပဲလာမယ့်16ရက်နေ့အထိမြန်မာနိုင်ငံတောက်ပိုင်းဒေသတချို့မှာနေ့ပူချိန်တွေမြင့်တက်လာအောင်မှာဖြစ်ပါတယ်။ ညပူဇော်နေ့ကတော့ဒီဇင်ဘာလလေကျော်တာနဲ့အနေငယ်စီဖြစ်ဖြစ်ချင်းကြဆင်လာနိုင်ကညပိုင်းတွင်မှာအေးပို့လာတော့မှဖြစ်ပါရဲ့ဒီနေ့မှာတော့ကရင်နဲ့တနင်္သာရီတိုင်းတို့မှာ36ဒီဂရီဆယ်စီယက်ထိအမြင့်ဆုံးနေ့ပူချိန်ကိုရောက်ရှိနိုင်ပေမဲ့မူရနိုင်ခြေတွေရှိတာကြောင့်36ဒီဂရီဆယ်စီယက်ထိသာနေ့ပူချိန်တွေခန်းစားနိုင်မှာဖြစ်ပါရဲ့ရခိုင်နဲ့ပဲခူးတိုင်းရှေ့ကျန်တို့မှာတော့32ဒီဂရီဆယ်စီယက်ကနေ34ဒီဂရီဆယ်စီယက်ထိရှိနေနိုင်ပြီးရန်ကုန်အေရဝတီနေပြည်တော်မွန်း မနက်လေးနဲ့မကွေတိုင်းတို့မှာ30ဒီဂရီဆယ်စီယက်ကနေ32ဒီဂရီဆယ်စီယက်ထိရှိနေနိုင်ပါတယ်။အထူးသတိပေးလိုတာကညပိုင်းတွင်မှရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်မှာလေထုညဉ့်ဉဏ်မှုမြင့်မားနေအောင်တွေ့ရပြီးညနဲ့လေလေထုညဉ့်ဉဏ်မှုပိုဆိုးလေးဖြစ်နေရပါညာချေလင်းညိတ်တတ်မှုတွေကြောင့်လေတိုက်နှုံရွံ့နေသွားလေးရှိပြီးညဉ့်ညံတဲ့လေတွေဟာတခြားနေရာကိုလွင့်ပမသွားဘဲမြို့ပြဧရိယာပေါ်မှာပဲစုဝေးနေရပါ ဒါပြင်ရန်ကုန်တိုင်းနဲ့ကလျက်ရှိနေတဲ့ပဲခူးတိုင်းတောက်ပိုင်းနဲ့အေရဝတီတိုင်းဖျားပိုင်းတွေမှာလည်းလေလုံးညံ့ညံ့မှုအညွန်ကိန်းတွေမြင့်တက်နေအောင်တွေ့ရပြီးရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတောက်ပိုင်းတို့ကတော့လေလုံးညံ့ညံ့မှုအများဆုံးဖြစ်နေပါရဲ့ရှင်။အေကူအညွန်ကိန်းအနေနဲ့ရန်ကုန်122မော်ပီ102ဒီဒရယ်106ခရင်တရားကိုဝင်ကျင်တွင်မှာ AQR ညွန်ကိန်းတရားကြုံနေရဟာဇမရီထိခိုက်လွယ်သူတွေအတွက်သတိပြုရမယ့်အဆင့်ဖြစ်ပါတယ်။ ဒါကြောင့်ကလေးငယ်တွေတက်ကြည်ပြိုအိုတွေနဲ့ပန်းလိုက်ရင်ကျအဆုတ်ရောဂါအခန်းရှိသူတွေအနေနဲ့အပြင်ထွက်တာကိုရှွေချတင်တယ်လို့ရန်ကုန်မြို့နယ်လူထုအနေနဲ့ညဘက်ပရင်ပေါက်တွေပဲတင်ပါတယ်ရှင်။မနက်ခင်ကိုလက်လှောက်ရှာကစားလုံးနေချိန်မှာလဲမတ်စတာစင်တာဖို့တိုက်တွန်းလိုပါတယ်။ဆက်လက်ပြီးညပူချိန်တွေကိုပြပြသွားပါမယ်ရှင်။ ညပူချိန်တွေအနေနဲ့ချင်းပြီမှာ၄ degree ကနေ6 degree Celsius တိရှိနိုင်ပြီးကပလန်နဲ့တီတဲမြူနယ်တွေမှာအနှုန်း၄ degree ဝန်းကျင်ထိညပူချိန်တွေကျဆင်းနိုင်ကအလွန်အေးခဲနေနိုင်ပါတယ်။ဒါပြင်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမန္တလေးတိုင်းကမူကုံမြို့ဝန်ကျင်တို့မှာ6ဒီဂရီကနေ10ဒီဂရီဆက်စီရဲ့ကချင်းရှမ်းတောက်ပိုင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာ7ဒီဂရီကနေ10ဒီဂရီဆက်စီရဲ့အထိညပူချက်နဲ့ကြာစင်းကအေးဒက်လွန်ကဲနိုင်ပါရဲ့ရှင် အလဲပိုင်းဒေသတွေဖြစ်တဲ့စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးနေပြီးတော့ဘကုတိုင်းနောက်ချန်နယ်ကင်းရီတို့မှာတော့16ဒီဂရီကနေ17ဒီဂရီဆဲစီယက်ကြားအပူချိန်ကျဆင်းနိုင်ပြီးအသင့်တင်အေးမြနိုင်ပါရဲ့ရှင်။အခုပြောပြပေးခဲ့တဲ့မိုးလေဝသခမှန်ချက်တွေကိုတော့ကျမတို့ CJ Blackfall ကမိုးလေဝသလေ့လာသူတူဖြစ်သူကိုလကွန်းအိမ်ကမိုးလေဝသခမှန်ချက်မော်ဒယ်တွေမှာဖော်ပြထားချက်တွေကိုစုစည်းပြီးတော့ခမှန်တင်ဆက်ပေးခဲ့ရပဲဖြစ်ပါရဲ့ရှင်။ မူလဝတ္တဖြစ်စဉ်တွေဟာအချိန်နှင်းမြပြောင်းလဲနေရကြောင့်ကျွန်မတို့ CJ platform ရဲ့နောက်ဆက်ရောက်မူလဝတ္တခန့်မှန်းချက်တွေကိုလည်းဆက်လက်ဆောင်ကြည့်ပေးကြဖို့မြင့်တမ်းရက်ခတ်လိုပါတယ်ရှင်။မူလဝတ္တဖြစ်စဉ်တွေကိုခန့်မှန်းတဲ့အခါမှာဒေတာတွေဖြစ်ပေါ်နေတဲ့မူလဝတ္တနဲ့ရတဲ့ဥတုဖြစ်စဉ်တွေကိုပါသိရှိနိုင်ရှင်ပြီးခန့်မှန်းတာဟာပုံမတိကြတာမလို့မိမိတို့ဒေတာတွေခြေလေးတွေကိုလည်းကိုမမမျှဝေပေးခဲ့ပါအောင်နော်။အားလုံးပဲတရားလပသောနေ့လေးတစ်ခုဖြစ်ပါစေလို့ကျွန်မစင်ကဆုတောင်းပေးပါတယ်ရှင်။မြန်မာနိုင်ငံကြီးအမြန်ဆုံးအကြံပါစေရှင်။